ဒီကနေ့သာသနာတက်ကြတဲ့2568ခုနဲ့မြန်မာတက်ကြတဲ့1386ခုနဲ့ခရစ်နှစ်2025ခုမတ်လ16ရက်နဲ့တူတယ်နော်ဒီနေ့73ရက်နော်မတ်လ73ရက်တပေါင်းလာပြီဖြစ်တယ်ဘဝဆိုတာ ဘာလဲဆိုတော့မေကုန်လေးနဲ့စကြအောင်ဘဝဆိုတဲ့စကလုံးဟာပါဠိစကလုံးဖြစ်တယ်အဲ့ဒီပါဠိစကလုံးကိုမြမာတွေကတိုက်ရိုက်ရှုသုံးနေတာဟာတို့မြမာစကားလို့ဖြစ်နေပြီเนาะသူဘဝငါဘဝအားလားအာနေဘောကကြည့်ရတာစိတ်မချမ်းသာလိုက်တာ။အော်သူတို့ဘောကတွေများကြတော့လေစသည်အားဖြင့်နော်။ ဘဝဘဝဆိုတာကိုတို့တခါတခါမှ၄သုံးမိနစ်ကြာဘူးလားသုံးမိနစ်သုံးညတော့လေဘဝဆိုတာဘာလဲလို့နေရင်ဘဝရဲ့အ내အတိတ်ဘက်ကိုတည်တည်ချာချာမသိကြတဲ့သူများတယ်နော်ဒါအစာပေကိုနေလာတဲ့သူတွေမဲ့ဖြစ်နိုင်လိမ့်မယ်ဘဝဆိုတာကတိပိတကအပိဋကအမှာကြီးတဲ့အခါကျတော့အ내တိတ်ဘက်ဖွင့်ထားတာတွေအများကြီးပဲနော် ဘဝဆိုတဲ့အနတ်အဓိပ္ပာယ်ကဖြစ်ခြင်းဘဝဆိုတာဗာလဲဖြစ်ခြင်းเนาะစင်စဲမပြတ်ဖြစ်ခြင်းစင်စဲမပြတ်ဖြစ်လို့သူ့ကိုတန်တရာလို့ခေါ်တယ်เนาะဘဝဆိုတာဖြစ်ခြင်းစင်စဲမပြတ်ဖြစ်ခြင်းတန်တရာနာဒီ၃မျိုးလောက်မှတ်ထားရပါပြီဘဝဆိုတာအဲ့ဘဝကိုဖွဲထားတာတွေအများကြီးပဲ ကဲအဲ့တော့ဒီဘဝဖြစ်ခြင်းဆိုတဲ့ဟာနောက်တစ်မျိုးတစ်ခုဘာတွေဖြစ်တာလဲဘာတွေဖြစ်တာလဲဆိုမြည်တဲ့အခါကျတော့ရှုံးနဲ့တရားတွေဖြစ်တာခန္ဓာ၅ပါးဖြစ်တာကိုပြောတာเนาะဘာတွေဖြစ်လဲရှုံးနဲ့၂ပါးသို့မဟုတ် ခန္ဓာ၅ပါးဖြစ်တာဟုတ်လားဖြစ်ချင်းဆိုတာဘာတွေဖြစ်တာလဲယုံနံ၅ပါးသို့မဟုတ်ခန္ဓာ၅ပါးဖြစ်တာဘဝဆိုတာဘာလဲဖြစ်ချင်းဘာတွေဖြစ်တာလဲယုံနံ၅ပါးခန္ဓာ၅ပါးဖြစ်တာအဲ့ဒီယုံနံ၅ပါးခန္ဓာ၅ပါးကဘယ်ဌာနမှာဖြစ်တာလဲဘယ်နေရာဘယ်ဌာနမှာဖြစ်တာလဲဆိုတဲ့မေခွန်းတစ်ခု နေရာဌာနဆိုတာဟာ32ပုံကိုပြောတာပဲเนาะ၆နဲ့2ပါးခန္ဓာ5ပါးကဘယ်မှာဖြစ်တာလဲလို့နေဘယ်လိုဖြစ်မလဲ32ပုံပါဖြစ်တယ်ဘယ်မှာဖြစ်လဲ32ပုံပါဖြစ်တယ်အဲ့ဒီ32ပုံပါဖြစ်တဲ့ဘဝတွေကိုပုံနဲ့ဘဝတွဲလိုက်တဲ့အခါဘုံဘဝဆိုပြီးတော့လည်းပြောကြတယ်ပေါ့เนาะကဲ32ပုံပါဖြစ်တဲ့အခါ နောက်ထပ်မိဘတော်ဘယ်လိုဖြစ်တာလဲနော်ဘာကြောင့်ဖြစ်တာလဲနော်ဘယ်လိုဖြစ်တာလဲမိဘတော်ခုထပ်မိမှာမိတဲ့အခါကျတော့ဒုက္ခရိဘုံသူကရိဘုံလေးကိုဖြစ်စေတတ်တာဘာကဖြစ်စေတတ်တာလဲဆိုရင်ကံမိကနေပြီးတော့ဖြစ်စေတတ်တာဟာလားကံဆိုတာဒုက္ခရိဘုံကိုရောက်စေတတ်တဲ့ကံရဲ့သူကရိဘုံကိုရောက်စေတတ်တဲ့ကံရဲ့ဆိုပြီးတော့နှမျိုးခွဲမယ် သူဂရိဘုံကိုရောက်စေတတ်တဲ့ခံကကုသကံဖြစ်မလားအကုသကံဖြစ်မလားဒုဂရိဘုံဆိုတဲ့မကောင်းတဲ့ဘုံကိုရောက်ဖို့ဆိုတာကုသကံဖြစ်မလားအကုသကံဖြစ်မလားအကုသကံဒီဒုဂရိဘုံကိုရောက်စေတတ်တယ်ကုသကံဒီသူဂရိဘုံကိုရောက်စေတတ်တယ်အဲသူဂရိဘုံမှာဆိုလို့ရှိရင်ဘာတွေဖြစ်မလဲလူနတ်ဇမဘောတာဝုထမခွဲတော့ဘူးเนาะ အပေကဘယ်နှပုံရှိမလဲ၄ပုံရှိပါပါတယ်လေငရဲတလိမ့်ဆက်ပိတ်တာအတုတကယ်လူနတ်ပြမဒါကိုထပ်ခွဲမဲ့ဆိုရင်32ပုံထိပေါ့နော်အကျဉ်းချုပ်ရင်တော့ဒုက္ခရိပုံသူကရိပုံတဲ့ဒီဒုက္ခရိပုံသူကရိပုံတွေဟာကံကြောက်ဖြစ်တဲ့ဆိုတာကိုရှင်းကြည့်ရလားတလိမ့်ဆက်ပုံဘောဝကိုရောက်မဲ့ကံက သူ့ရဲ့အကြောင်းတရားသည်အကုသိုလ်ကံဖြစ်မှာပေါ့ဟာလားအကုသိုလ်ကံနေပါလေအဆင့်တို့ level တို့ degree တို့ဆိုတာရှိတယ်အခုဆိုပါစို့လောဘတစ်ခုဆိုပါစို့လောဘဟာကုသိုလ်လားအကုသိုလ်လားအကုသိုလ်เนาะအဲ့ဒီလောဘဒီလောဘဖြစ်လာပြီးရင်အဲ့ဒီလောဘဟာကြီးတဲ့လောဘသေးတဲ့လောဘမရှိဘူးလားเนาะ ဒေါသဆိုလဲဒီတိုင်းပဲဟုတ်လားကုသိုလ်တရားတွေပါလေဒီလိုပဲအားကောင်းတဲ့ကုသိုလ်အားနည်းတဲ့ကုသိုလ်ဆိုပြီးတော့အစဉ်အစဉ်နေရှိကြတယ်အဲ့တော့ကုသိုလ်အကုသိုလ်ဆိုတဲ့ဒီကံတရားတွေဟာ30ပုံမှာဖြစ်စေတယ်မိမိတို့ရဲ့တန်တန်မှာနှိမ့်စင်ပြောဆိုနေကြတာတွေကဝစီကံဖြစ်စိတ်နဲ့ကြံစီနေတာမနောကံ ိုထိလက်ရောက်တာကာယကံဒီကံတွေကိုကာယကံဝစီကံတွေကိုမနောကံတွေကိုနေ့တိုင်းတို့တွေမလောက်ကြဘူးလားလောက်ကြလောက်ကြတယ်အကြံညတယ်တွေးကြတယ်ပြောကြတယ်လောက်ကြတယ်လောက်တဲ့တွေးတဲ့ကြံတဲ့အခါမှာတခါတရံမှာကုသိုလ်ဖြစ်သွားတာမရှိဘူးလားတခါတရံအကုသိုလ်ဖြစ်သွားတယ်เนาะအဲ့တော့အဲ့ဒီကုသိုလ်ကအကုသိုလ်ကံဆိုတဲ့ကံတရားတွေဟာတခါထပ်ပြီးတော့ ပฏิတန်လေးအကျိုးကိုပေးတဲ့ကံဆိုပြီးတမျိုးရှိတယ်။ပုဝတ္တိအကျိုးကိုပေးတဲ့ကံဆိုပြီးတမျိုးရှိတယ်။ပฏิတန်လေးအကျိုးကိုပေးတဲ့ဆိုတာကခုနပြောတဲ့30ဘုံမှာတွားဖြစ်ရမယ်ကံကိုပฏิတန်လေးအကျိုးကိုပေးတဲ့ကံလို့ခေါ်တယ်။ပုဝတ္တိအကျိုးကိုပေးတဲ့ကံဆိုတာကဘဝတစ်ခုရလာလို့ပฏิတန်နေနေတဲ့အချိန်ကနေစပြီးတော့ တည်ဆုံးတဲ့အချိန်ဒီဈာကာလလားအဲ့ဒါကိုပဝတ္တိလို့ခေါ်တယ်ပဝတ္တိကာလလို့ခေါ်တယ်တရားနဲ့တရားပဝတ္တိကာလကတူမလားတချို့ကအမိဝန်နေနေမှာပဲဘဝတစ်ခုကပြီးဆုံးသွားတယ်လောကအပြင်အောင်ရောက်မလာဘူးခလားတချို့ကမိဝန်တွေကကျုပ်ပြီးရပိုင်းလောက်နိုင်ပိုင်းလောက်ပဲနေသွားတဲ့သူတွေ၁၀နှစ်၁၅နှစ်တယောက်နဲ့တယောက်မတူကြဘူးเนาะ တတန်းတွေအရွယ်မတူကြဘူးဒါဟာအဲ့ဒီဈာကာလကိုဘာလို့ခေါ်မလဲပိုတိကာလလို့ခေါ်တယ်အဲ့ဒီပိုတိကာလမှာအကျိုးပေးတဲ့ကံတွေဆိုပြီးတော့ရှိတယ်အကျိုးပေးတာဘယ်နှခုရှိမလဲပတိတန်တွေအကျိုးကိုပေးတဲ့ကံရှိမယ်ပိုတိအကျိုးကိုပေးတဲ့ကံရှိတယ်ပတိတန်တွေအကျိုးကိုပေးမယ်ဆိုလို့ရှိရင်ဘယ်ဘုံဘဝတွေမှာအကျိုးပေးမလဲအပယ်၄ပါးလူနတ်ဂျမအဆိုတဲ့ ုံဘဝတွေမှာအကျိုးပေးတာကိုပါပါလို့ခေါ်မလဲပဋိတန်တွေအကျိုးပေးတယ်လို့ခေါ်တယ်။ကေပုဒ်ဒီကာလမှာအကျိုးပေးတဲ့အကြောင်းလေးပါဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မဇိမာနိကေဥပရိပန္နာတဝိပင်္ဂဝက်စူလာကံမှာဝိပင်္ဂတုံပါတောရိယပုံနာကြီးရဲ့သား သူကလူလည်းကမြတ်စွာဘုရားကမေကွန်၁၄ခုမေးတယ်။အဲ့ဒီမေကွန်၁၄ခုကိုအတွဲလိုက်တွဲလိုက်ရတော့ခုနှစ်တွဲရမှာပေါ့။မြတ်စွာဘုရားကမေးတယ်။အရှင်ဂေါတမအားတဲ့လူတွေကလူချင်းတူပါလျက်နဲ့နံပါတ်၁အသက်တူတဲ့သူအသက်ရှည်တဲ့သူနံပါတ်၂အနာရောဂါများတဲ့သူအနာရောဂါကင်းတဲ့သူနံပါတ်၃ အစင်းမလှတဲ့သူအစင်းလှတဲ့လေအချမ်းရံမရှိတဲ့သူအချမ်းရံပေါများတဲ့သူငါဆင်းရဲတဲ့သူချမ်းသာတဲ့သူ6အမျိုးယုတ်တဲ့သူအမျိုးမြတ်တဲ့သူ9ပညာမဲ့တဲ့သူပညာရှိတဲ့သူလေးဆိုပြီးတော့တွေ့မြင်ရပါတယ်အရှင်ဂေါတမတဲ့လူဖြစ်တာချင်းတူပါရဲ့အဲ့ဒီလို့ အယုတ်အမြတ်ကွဲနေရတာဟာဘာကြောင့်မှလဲလို့သူဝလူတင်ကမြတ်စွာဘုရားကိုမေးလျှောက်တဲ့အခါမှာမြတ်စွာဘုရားကဒါလေးဟာကံတွေကြောင့်ဖြစ်ရတဲ့အကြောင်းကို သူဝလူတင်ကိုရှင်းပြတယ်ဟုတ်လားကဲအဲ့ဒီမှာဘုမုံတို့ကြည့်တမီသားစုတဲမှာဒီအမေဒီအဖေရပဲဝေးတာတယောက်နဲ့တယောက်ရုပ်ချင်းတူလားဒါသမီးတွေဟာ အဲ့သာသမီတွေထဲမှာရုပ်ဆိုးတာတွေရုပ်ချောတာတွေပါမလာဘူးလားတဖြစ်အေးတဲ့အမေအေးတဲ့မွေးတာတော့ပါအဲ့ဒီလိုကွာချလာတာတကန်ရဲ့အစွမ်းမဲ့မှလားတချို့ကဘလောက်တင်တင်ညံထုံကိုထုံတာတချို့ကမွေးရပါတယ်ကညံထက်ညံတာတကန်တွေရဲ့အစွမ်းမဲ့မှလားနော်ညင်းလို့မရဘူးနော်နောက်တစ်ခါတချို့က စင်းရတဲ့အတန်အဆာမှာသွားပြီးတော့ပြိတ္တန်နေလေရတာတချို့ကချမ်းသာတဲ့အတိုင်းဝိုင်းနေမှာဖြစ်ဒါတွေကံတွေကြောင့်ဖြစ်ရတယ်ကံမန်တတ္တိအဝိတ္တိကံမန်ကံဟတတ္တိတတ္တဝါတွေကိုပဝိတ္တိကွဲပြားခြားနာအောင်ဖွဲ့ကြပေးတယ်နော်ယရိတံအဟိနပဏိဒအယုတ်အလတ်အယုတ်အမြတ်ကိုအဲ့ဒီလိုမျိုးဖွဲ့ကြပေးလိုက်တယ် ဟုတ်လားအဲ့တော့အရိဟကိုဘုံမုံတို့အကျဉ်းပြန်ပြီးသုံးတက်မယ်ဆိုလို့ရှိရင်နံပါတ်1မိဂုံးကဘဝဆိုတာဘာလဲအဖြေကဖြစ်ခြင်းဘဝဆိုတာဘာလဲဘာတွေဖြစ်တာယုံနဲ့နှစ်ပါးခန္ဓာ၅ပါးဘယ်မှာဖြစ်တာ30ဘုတ်ပါဖြစ်တာဟုတ်လားဘာကြောင့်ဖြစ်တာလဲကံဒီကြောင့်ဖြစ်တာဟုတ်လား ကံမံခိတေပညာနံပိစံတဏာတနေဟောကံဆိုတာဟာမြေလွာနဲ့တူတယ်ဝိညာနံပိစံဒီဝိညာနံဆိုတာကပฏิတတ်နေနေတဲ့စိတ်ကလေးဘဝတစ်ခုမှာအစာအုံဆုံးဖြစ်တဲ့စိတ်ကလေးကိုရှင်ညောတာဒီဝိညာနံဆိုတာပฏิတတ်နေစိတ်ကလေးကိုရှင်ညောတာအဲ့ဒီပฏิတတ်နေစိတ်ကလေးဟာပိစံမျိုးစိတ်နဲ့တူတယ် တဏတဏေဟောတဏဟာရည်နဲ့တူတယ်လေယာစိုက်ရိုးတဲ့သူပို့ပြီးတည်တာပေါ့နော်မျိုးစိဟာပါလိုအပ်မနဲ့မြည်လိုမဲ့ရည်လိုမဲ့မြည်နဲ့ရည်နဲ့ပေါင်းစုံပြီးမှဒီမျိုးစိအမှဖြစ်မလဲအပင်ပေါက်တယ်ပေါ့အလားတဝါတစ်ခုမှလည်းဒီတိုင်းပဲရည်ရဲ့မြည်ရဲ့ မျိုးစိသုံးခုစုံလို့အပင်ပေါက်တယ်လို့မျိုးပဲအဝါတစ်ခုဖြစ်ဖို့ဆိုလို့ရှိရယ်ကံဆိုတဲ့နေလွာရယ်ပဋိသန္ဓေစိတ်ဆိုတဲ့ဝိညာဏရယ်တဏှာဆိုတဲ့ရှိရယ်ဒီသုံးခုပေါင်းစုံပြီးတော့ဘဝတစ်ခုဖြစ်လာတယ်ဖြစ်လာတဲ့ဘဝဟာစင်ရတဲ့လို့ပြောသလားချမ်းသာတယ်လို့ပြောသလားပဲချိန်တွေကစာစင်ရတာလေ ပฏิတန်တွေ၄၀ချိန်တည်းကစပြီးဆင်းရတာပฏิတန်တွေ၄ပြီးဆိုတော့ကအမိဝမ်းတွင်ထဲမှာနေရတဲ့ဒုက္ခစဉ်းစားကြည့်နော်ဘုံဘုံတို့တွေဟာမမှတ်မိကြလို့အဝိဇ္ဇာရဲ့ပုံလမ်းကြောင့်အမိဝမ်းတွင်ထဲမှာဘလောက်ဒုက္ခရောက်ခဲ့တယ်ဆိုတာကိုမသိကြဘူးဘသူကြောင့်လဲအဝိဇ္ဇာကြောင့်ဝိဇ္ဇာကမသိမမြင်နိုင်အောင်ပုံဝဲထားတဲ့အတွက်ကြောင့် မသိခဲ့ရတာအကျမ်းမြင့်တဲ့စင်တာကြီးဘာအမိဝန်နေမှာနေရတဲ့ဘဝလေးဒီပတ်ဝဉ္ဇဉ်ကိုကြည့်တော့အလင်းအောင်ဆိုတာမရှိအနတ်အသက်တွေဟာလေပုံနဲ့ညီလောက်ဟိုမှာဆိုအစာသည်အိမ်ကိုဖင်ခုထိုင်ပြီးတော့အစာအောင်ဆိုကိုကောင်းရွက်ထားတာမိခင်ကအပူစားတော့လေကို့ပေါ်ချအေးစားတော့လေကို့ပေါ်ချတောင်းလို့ညာလို့ လှုပ်လို့ပြုလို့ရရလားမရဘူးဘလောက်ဒုက္ခကြီးလိုက်မလဲအဲ့လိုအနေထားမပြောပါနဲ့တို့အခန်းတစ်ခုထဲမှာမောင်မောင်မဲမဲပိတ်ထားကြည့်ရှစ်လခုလာလာဘလောက်ဒုက္ခရောက်ပါလဲဒါပฏิတန်နေတဲ့ကနေပြီးတော့ဆင်းရဲတာအဲ့ဒီကနေအမိဝန်နှင်းကိုချုပ်ဖို့အတွက်တိုးထွက်ရတဲ့ဘဝဟာဘလောက်နာကျင်လိုက်မလဲအဲ့ဒီကနေပြီးတော့နော် မိဘတွေညီကိုမောင်နှမဆွေမျိုးအတိုင်းဝိုင်းနေကြနေပြီးတော့ဒီကလေးကိုဝိုင်းပေါ်ပြီးတော့ပြုပြီးစောင့်ရှောက်ကြလို့ဒါဒီကလေးဟာအသက်ရှင်တာအဲ့ဒီကနေပြီးတော့အရွယ်လေးရောက်လာတယ်ငါးနှစ်သားဘဝကနေပြီးအခုဆိုရင်ဒေးနှစ်တည်းရနေတော့မူဂျိုလေးတက်ပြီးတော့ဟာလာစာအုပ်ကြီးလေးနဲ့ကြော်ဖို့အိတ်ထဲမှာဘုံဘုံတို့ခစ်သွားလို့မဟုတ်ဘူးအခုခက်ကလေးလေးဟာတနည်းတပိုးယူတယ်အဲ့ဒါဘဝရဲ့ဒုက္ခကိုစခဲ့ကြတာ အရွယ်ရောက်လာပြန်တဲ့အခါကျတော့ကိလေသာတဏှာရဲ့စိတ်ခိုင်တဲ့အရာအိမ်တော်မြူသားမွေးတွေဖြစ်လာတယ်။အိမ်တော်မြူသားမွေးတွေဖြစ်လာတဲ့အခါကျတော့မိမိရဲ့ခန္ဓာရဲ့ဒုက္ခအပြင်ငကုဒုက္ခအပြင်ဘာဒုက္ခတွေလာပြီလဲ။အပူဒုက္ခတွေလာပြီ။ဒါအတွက်သမီးအတွက်ဟာလားဇနီးအတွက်လင်အတွက်ဆိုပြီးတော့အပူဒုက္ခတွေကလာ။အဲ့ဒုက္ခတွေတဲ့အမှလည်းလုံးနဲ့အခြားလိုက်ပြီးတော့ စိတ်ညစ်သလားလို့မေးညစ်တဲ့အခါလေတော့ခဏတော့ညစ်လိုက်တယ်ပြီးသွားရင်ဘာဖြစ်လဲပျော်နေကြတာပဲဘဝထဲမှာဟုတ်လားဘာနဲ့တူလဲမစင်ပုံတွေကလောက်တည်လို့ပဲပျော်နေကြတာဘဝဟာချမ်းသာတယ်လို့ထင်တာဘဝကိုဒုက္ခလို့မမြင်လို့လားမြင်လို့လားဒုက္ခလို့မမြင်တာเนาะဖះရှင်နဲ့အရိယသူတော်ကောင်းတွေဟာ ဘဝဆိုတာဒုက္ခခန္ဓာဆိုတာဒုက္ခလို့ဘလောက်ပြောပြောဘုံဘုံတွေအားဒုက္ခဆိုတာကိုမြင်ရမမြင်လို့အခုလိုမျိုးပုထုစေဘဝကနေတော့မကျွတ်လွတ်သေးတာဘဝကိုခင်ထွယ်နေတော့မယ်ဘဝရဲ့အပြစ်ကိုမမြင်ရသေးဘူးဘဝရဲ့အပြစ်ကိုမမြင်အောင်ဘသူကပုံကွက်တာလဲအဝိဇ္ဇာကပုံကွက်ထားတယ်အဝိဇ္ဇာပုံကွက်ထားတဲ့အတွက်ကြောင့်တဏှာကကြိုက်တယ်အဝိဇ္ဇာနဲ့တဏှာရဲ့လှုပ်ဆောင်ချက်တွေနဲ့ဘုံဘုံတို့ ဒုက္ခတန္တရာထဲမှာတဘဝပြီးတဘဝတန္တရာမှာလဲနေတာဟုတ်လားဒါဆိုလို့ရှိရင်ဒီဒုက္ခကနေတော့လွတ်မြောက်တဲ့နေရာဆိုတာမရှိနိုင်ဘူးလားရှိနိုင်ပါဒါဟာပဲနေရာဖြစ်မလဲနိဗ္ဗာန်ပါပဲနော်နိဗ္ဗာန်ရဲ့အဓိပ္ပာယ်ကိုပြောပါဆိုလို့ရှိရင်ကိလေသာကင်းတာတဏှာကင်းတာနိဗ္ဗာန်လို့ပြော ဟုတ်လားဒါဆိုလို့ရှိရင်ဘုံဘုံတို့တဏှာဆိုတဲ့လောဘကိုဖယ်ရှားဖို့မလိုဘူးလားတဏှာဆိုတဲ့လောဘကိုဖယ်ရှားဖို့လိုတယ်ဆိုရင်ဘယ်နည်းစနစ်တွေကိုသုံးပြီးဖယ်ရှားမလဲတတိပဌံလေးကမကင်ရှိပါအကျင့်တရားကိုရှင်းသုံးပြီးတော့ဖယ်ရှားတတိပဌံလေးပါမကင်ရှိပါအကျင့်ဆိုတာဘာသစ္စာကိုပြောတာလဲမေဃသစ္စာကိုပြောတာဒုက္ခသစ္စာဆိုတာသိရမယ်တရား အာဟုတိယမှာလဲယုတ်နံတရားခန္ဓာ၅ပါးဟာဒုက္ခဆိုတာကိုသိရမယ်ဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲလောဘဆိုတဲ့သမှုတရားသစ္စာကြောင့်ဖြစ်တယ်ဒါဆိုလို့ရှိရင်ဒုက္ခသစ္စာကိုဖယ်ရှားရမှာလားသမှုတရားသစ္စာကိုဖယ်ရှားရမှာလားဒုက္ခသစ္စာကိုဖယ်ရှားလို့မရဘူးသမှုတရားသစ္စာကိုဒါဖယ်ရှားလို့ရမှာဒုက္ခသစ္စာကိုဖယ်ရှားလို့ကျင့်တော့ကိုယ့်ကိုယ်ကိုတတ်သိထားရရှိတယ် ဒါတော့ဒုက္ခပြီးမယ်လို့ထည့်ပါမပြီးဘူးเนาะဒါဟာနိစ္စနဲ့မှားမယ်အဲ့တော့ဒုက္ခသစ္စာကိုဖယားမှာလားတမှုရိယသစ္စာကိုဖယားမှာလားတမှုရိယသစ္စာရဲ့တရားကဘာလဲလောဘပဲဟုတ်လားတမှုရိယသစ္စာရဲ့တရားကဘာလဲ လောဘပဲအဲ့ဒီလောဘဆိုတဲ့တဏှာကို အပီးတိုက်ဖယ်ရှားနိုင်ဆိုလို့ရှိရင်တို့တက္ကတက္ကမတွေပုံပုံတို့တန္တရာကိုစင်ရကလွတ်မြောက်နိုင်တဲ့နိဗ္ဗာန်ကိုရောက်ရှိနိုင်ပါတယ်ဟုတ်လားဒါကြောင့်တစ္ဆာ၄ပါးတဲ့မှာဘယ်တစ္ဆာစီအရေးကြီးဆုံးလဲမဂ္ဂတစ္ဆာစီအရေးကြီးဆုံးပဲတနည်းပြောရင်ဝိပဿနာတရားအားထုတ်ပါပဲဟုတ်လားဝိပဿနာတရားအားထုတ်ပါပဲ ဒါကြောင့်ဝိပဿနာတရားကိုတို့တခါတခါမရကြိုးကြိုးစားစားနဲ့အားထုတ်နိုင်ရတဲ့သူတော်ကောင်းသူမြတ်လောင်းများဖြစ်ကြပါစေကုန်သတည်း